မင်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေဒီကနေ့နေ့လည်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အကျန်းဖတ်မင်းအောင်လိုက်တာ NLD ဆိုရလက်ထက်စီမံခန့်ခွဲမှုအာနေချက်ကြောင့်စီးပွားရေးကျဆင်းခဲ့ရတယ်လို့ပြောပြီးသူ့ရဲ့စွမ်းဆောင်မှုကြောင့်မြန်မာစီးပွားရေးပြန်လည်ဥမော်လာပြီးလို့ပြောနေပြန်တဲ့အပြင်ဒိုင်းပြည်တည်ငြိမ်ရေးကောက်ပွဲကိုအပိုင်းလိုက်ကျင်းပမယ်ဆိုပြီးတော့ပါပြောနေပြန်ပါတယ် ရခိုင်မင်းနဲ့မောင်တော်မျိုးကအကြံဖက်စစ်တရဲ့ရန်အောင်မြင်တက်စကန်ကိုရခိုင်တပ်တော် AA ကအပိသက်သိမ်းပိုက်လိုက်ပြီးဘူဒီတောင်နဲ့မောင်တော်မျိုးတွေကစစ်တပ်စခန်းတွေကိုပါထိုးစစ်အရှိန်မြင့်တိုက်ခိုက်နေတဲ့အပြင်ထွက်ပြေးသွားတဲ့စစ်သားတွေကိုပါခြေမုံရမှာတော့စစ်ကောင်စီတပ်သား33ဦးအသီးသီးသေကုန်ကြပြီလို့ AA ကတရားဝင်ထုတ်ပြန်ထားတဲ့သတင်းပါဝင်ဒီကနေ့နေ့လည်ကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပြမဆုံးတိဆက်ပေးခြင်းတရင်ကတော့အကျန်းဖတ်မင်းအောင်လိုင်းက NLD ဆိုရလက်ထက်စီမံခန့်ခွဲမှုအားနည်းချက်ကြောင့်စီးပွားရေးကျဆင့်ခဲ့ရတယ်လို့ပြောပြီးသူ့ရဲ့စွမ်းဆောင်မှုကြောင့်မြန်မာစီးပွားရေးပြန်လည်ဥမော်လာပြီလို့ပြောနေပြန်တဲ့အပြင်တိုင်းပြည်တည်ငြိမ်ရေးရွေးကောက်ပွဲကိုအပိုင်းလိုက်ကျင်းပမယ်ဆိုပြီးတော့ပါထုတ်ဖော်ပြောဆိုနေပြန်ပါတယ်။ဒါကိုရုရှားဖက်ဒရေးရှင်းနိုင်ငံ IDARTASS မီဒီယာနဲ့တွေ့ဆုံတဲ့အချိန်အကြမ်းဖက်မင်းအွန်လိုင်းကပြောတော့တာပါ။ NLD လက်ထက်ကစီမံခန့်ခွဲမှုအားနည်းချက်တွေကြောင့် ်မြန်မာစီးပွားရေးကြာဆင်းခဲ့တယ်လို့မင်းအွန်လိုင်းကပြောသွားတဲ့အပြင်ဒါကိုသူ့အနေနဲ့အသံခွန်ဆိုင်စ조사ခဲ့တဲ့စွမ်းဆောင်မှုကြောင့်အခုမြန်မာနိုင်ငံရဲ့စီးပွားရေးဟာဥမော်လာပြီလို့အကြမ်းဖက်မင်းအွန်လိုင်းကပြောသွားပြန်ပါတယ်ဒါပြင်လက်ရှိတိုင်းပြည်တည်ငြိမ်သွားရင်တော့ရွေးကောက်ပွဲကိုအပိုင်းလိုက်ပြုတ်လုသွားမယ်ဆိုပြီးတော့ပါအကြမ်းဖက်မင်းအွန်လိုင်းကပြောသွားပါတယ်တစ်ဖက်မှာလည်းစစ်ကောင်စီကသူတို့အနေနဲ့အာဏာသိမ်းဖို့စ조사ခဲ့တာဟာမဲမတမာမှုတွေကြောင့်လို့ပြောပြီးရုရှားမီဒီယာနဲ့တွေ့ဆုံတဲ့အချိန် အကျမ်းဖတ်မင်းအွန်လိုင်းကထပ်မံလိန်လေပြောဆိုတော့ပါသေးတယ်ခင်ဗျတစ်ဖက်မှာတော့မြန်မာနိုင်ငံမှာစီးပွားရေးကျဆင်းမှုတွေကြောင့်နဲ့စစ်မှုထမ်းဥပဒေကြောင့်ပါကိုရီးယားမှာအလုတ်သွားလုတ်ဖို့ကိုရီးယားဘာသာစကားစာမေးပွဲဖြေမဲ့မြန်မာလူငယ်တွေကြိတ်ကြိတ်တိုးတန်းစီနေကြပြီရှောက်လွာတင်တဲ့သူလူငယ်ရေတွက်ဟာတသန်းကျော်အထိရှိလာပြီလို့ကိုရီးယားဘာသာစကားသင်တန်းကျောင်းတချို့စီကနေသိရပါတယ်အခု2024ခုနှစ်အတွက်ကိုရီးယားဘာသာစကားစာမေးပွဲရှောက်လွာတင်ကာလကို မတ်လ19ရက်နေ့ကနေဧပြီလ9ရက်နေ့အထိတတ်မှတ်ထားတယ်လို့မြောက်ဒဂုံပင်လုံခမ်းမမှာရှိတဲ့အလုသမားဝင်ကြီးဌာနရုံးမှာရှောက်လွှာတင်ရတာဖြစ်ပြီးအဲ့ဒီမှာရှောက်လွှာတင်မဲ့လူငယ်တွေဟာမနက်၄နာရီလောက်ကစပြီးနေ့စဉ်လူငယ်တောင်းတဲ့ချီကြိတ်ကြိတ်တိုးတန်းစီနေကြတယ်ဆိုပါတယ်ဟိုးရင်နှစ်တွေကကိုရီးယားလောက်ကိုင်းဘာသာစကားစာမေးပွဲကိုဖြေဆိုတဲ့သူဟာတသိန်းအောက်သာရှိပြီးအခုစစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်းမှာတော့မြန်မာနိုင်ငံမှာစီးပွားရေးကြဆင်းမှုတွေကြောင့်ရောအခုလက်ရှိစစ်မှုတန်းဥပဒေကြောင့်မှာကိုရီးယားသွားဖို့ စာမေးပွဲဖြေဆိုသူအရေးတော့ဟာရုတ်တရက်တိုးလာတာဖြစ်တယ်လို့ကိုရီးယားဘာသာစကားသင်တန်းကျောင်းတာဝန်ရှိသူတို့ကရှင်းပြထားပါတယ်ခင်ဗျ။တစ်ဖက်မှာတော့ရခိုင်ပြည်နယ်မောင်ဒုံမြို့ကအချမ်းဖတ်စစ်တပ်ရဲ့ရန်အောင်မြင်စခန်းကိုရခိုင်တတော်အေအေကအပိသက်သိမ်းပိုက်လိုက်ပြီးဘူဒီတောင်နဲ့မောင်ဒုံမြို့နယ်ကစစ်တပ်စခန်းတွေကိုပါထုံးစစ်အရှိန်မြင့်တိုက်ခိုက်နေပြီးတော့ထွက်ပြေးသွားတဲ့စစ်သားတွေကိုလိုက်လံတိုက်ခိုက်ချေမှုရမှာ စစ်ကောင်စီတပ်သား33ဦးကတော့အသီးသီးသေကုန်ကြပြီလို့ရခိုင်တပ်တော်အေအေကမနေ့ကညပိုင်းမှာပဲတရားဝင်ထုတ်ပြန်လိုက်ပါလေမတ်လ23ရက်နေ့ကပဲမောင်တော်မျိုးကကျန်းဖက်စစ်ကောင်စီရဲ့ရန်အောင်မြင်တပ်စခန်းကိုရခိုင်တပ်တော်အေအေကအပိသက်သိမ့်ပိုက်လိုက်ပြီလို့မတ်လ24ရက်နေ့ဖြစ်တဲ့မနေ့ကညပိုင်းမှာပဲအေအေကတရားဝင်ထုတ်ပြန်ထားတာပါလက်ရှိမှာလဲဘူဒီတော်နဲ့မောင်တော်မျိုးနဲ့မှာရှိတဲ့စစ်ကောင်စီတပ်စခန်းတွေကိုသိမ့်ပိုက်နိုင်ဖို့ရခိုင်တတော်အေအေကထိုးစစ်ကိုအရှိန်မြင့်တိုက်ခိုက်နေတယ်လို့လဲဆိုပါတယ် ဲ့ဒီလိုတိုက်ခိုက်မှုတွေအတွင်းစစ်တပ်စခန်းတွေကနေဝရုံ၃၅ထွက်ပြေးနေကြတဲ့စစ်ကောင်စီတပ်သားတွေကိုလည်းရခိုင်တတော်အေအေကလိုက်လံတိုက်ခိုက်ချေမှုရမှာစစ်ကောင်စီတပ်သား33ဦးကတော့အသီးသီးသေကုန်ကြပြီလို့ရခိုင်တတော်အေအေကတရားဝင်ထုတ်ပြန်ထားပါတယ်ခင်ဗျတဖက်မှာလည်းအကြံဖတ်စစ်ကောင်စီရဲ့မန္တလေးတိုင်းရဲတပ်ဖွဲ့ကဒုရဲမှူးကြီးကျော်စင်မြင့်ဆိုသူဟာ မြင်းကြံဘက်ကိုစစ်ကြောင်းထွက်တဲ့အချိန်မိုင်းဆွဲခံရပြီးသေသွားပြီလို့နေပြီးတော့စစ်ဘက်သတင်းရင်းမြစ်ကရန်ကုန်ခေတ်တိကိုပြောပါတယ်အခုမတ်လဒုတိယအပတ်မှာပဲစစ်ကောင်စီရဲ့မန္တလေးတိုင်းရဲတပ်ဖွဲ့ကဒူရဲမူကြီးကျော်စင်မြင့်ဆိုသူဟာမြင်းညံမြို့သားကားလမ်းမှာစစ်ကြောင်းထွက်တဲ့အချိန်ပါသွားပြီအဲ့ဒီမှာတော်လန်ရေးတပ်တွေကလမ်းတစ်လျှောက်မိုင်းဆွဲတိုက်ခိုက်တဲ့အချိန်ပြင်းထန်ဒဏ်ရာရသွားတယ်ဆိုပါတယ်အဲ့ဒီနောက်ဒူရဲမူကြီးကျော်စင်မြင့်ဆိုသူကိုမန္တလေးစစ်ရုံချက်ချင်းပို့လိုက်ပြီမြေ ။ဒဏ်ရာကပြင်းထန်တဲ့အတွက်အခုတော့သေသွားပြီလို့နေပြီးတော့စစ်ဘက်တရင်ရင်မြစ်ကပြောထားပါလေ။အဲ့ဒီဒူရဲမှုကြီးကျော်စင်မြစ်ဆိုသူသေဆုံးတဲ့အချိန်အသက်53နှစ်ရှိနေပြီဖြစ်ပြီးသူမှာတာသမီနှစ်ဦးကြံရစ်ခဲ့တယ်လို့လည်းသိရပါတယ်ခင်ဗျ။တစ်ဖက်မှာတော့နာဂဒေတာကလဟေမြို့နယ်မှာလူငယ်တွေကိုစစ်မှုထမ်းငိုင်းမှုအကြမ်းဖက်စစ်တပ်ရဲ့အတင်းအဓမ္မစစ်သားစုဆောင်းမှုတွေကိုပူးပေါင်းဆောင်ရွက်နေတဲ့မြေသိပုတ်ကိုကိုမစိုးထိထိရောက်ရောက်အေးအေးယူသွားမယ်လို့ နဂဒေတာတဟဲမြို့နယ်ပကဖကနေတတိပေးလိုက်ပါလေအချမ်းဖတ်စစ်တပ်ကပြည်သူတွေကိုအတင်းအဓမ္မစစ်မှုထမ်းခိုင်းမှုလောက်ကထွေအုပ်နဲ့ရက်ကွက်ချေးရွာအုပ်ချုပ်ရေးမှုတွေကနေတစ်ဆင့်လူသစ်စုဆောင်ခိုင်းနေတယ်ဆိုပါလေအဲ့ဒီအတွက်နဂဒေတာမှာရှိတဲ့အုပ်ချုပ်ရေးမှုတွေကအချမ်းဖတ်စစ်တပ်ကခိုင်းတဲ့အတိုင်းလူငယ်တွေကိုစစ်မှုထမ်းဖို့စရင်လိုက်ကောက်နေတဲ့အတွက်အဲ့ဒီလိုလူလူဆန္ဒကိုစန့်ကျင်ပြီးလူငယ်တွေကိုစစ်တပ်ထက်အတင်းအဓမ္မသွတ်သွင်းမှု စစ်မှုထန်ဆင်းရင်လိုက်ကောက်နေတဲ့နာဂဒေတာအုတ်ချုပ်ရေးမှုတွေနဲ့အပေါင်းပါတွေကိုစစ်ရေးပြင်းမဲ့ဖြစ်သတ်မှတ်ပြီးပြင်းပြင်းထန်ထန်အရေးယူရှင်းလင်းသွားမှာဖြစ်တယ်လို့နာဂဒေတာလဟေမြွတ်နယ်ပြည်သူကာကွယ်ရေးအဖွဲ့ပကပကနေတတိပေးထုတ်ပြန်ထားပါတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့ရောင်ခစ်တက်ကနေဒီနေ့နေ့လေးကင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ